သတင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြည်ဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုသုံးတိကြည့်ရှု နားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတခါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တောင်ကြီးမြို့လယ်မှာကျိုးတုတ်မီးရှို့တပ်ဖြတ်ခံထားရတဲ့မျိုးသားလောင်းကိုလာရောက်ဆုံးပြဲသွားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်မှာကျိုးတုတ်မီးရှို့တပ်ဖြတ်ခံထားရတဲ့မျိုးသားရုပ်လောင်တစ်လောင်းကိုလာရောက်ဆုံးပြစ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသနေပြည်သူတွေကပြောပါတယ်။ယမန်နေ့အော်တိုဘားလ16ရက်နေ့ညပိုင်းကတောင်ကြီးမြို့မြို့မရက်ကွက်ဆဆန့်ထွန်းလမ်းပေါ်မှာရှိတဲ့မြို့မလက်ဖေးဆိုင်အနီးမှာအသက်30မှ40ကြာအရွယ်ရှိတဲ့မျိုးသားတအူးကိုကျိုးတုတ်ပြီးမီးရှို့တပ်ဖြတ်ခံရတဲ့ရုပ်လောင်တစ်လောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့မိသူမျိုးဝဖြစ်တာကိုတော့မသိရှိသေးဘူးလို့ဆိုပါတယ်။အတိုင်းရွယ်က30နဲ့40ကြာလောက်ပဲ။ ပိန်ပိန်ပါပါနဲ့လွယ်ရေးပါတယ်။လွယ်ရေးထဲမှာကော်မီချောင်းတွေမီချစ်တွေပါတယ်။အပိုင်းပိုင်းခုတ်ထားတာတော့မဟုတ်ဘူး။ထိုးသွင်းတန်ရာပြတ်ရှားတန်ရာဘူးရောင်တန်ရာတွေနဲ့နရွက်တစ်ပတ်လည်းပြတ်နေတယ်။ရင်ဘတ်မှာကြားပုံတတူးပါတယ်။သူ့ကိုဆက်ဆန့်ထုံးလမ်းမပေါ်မှာရှိတဲ့မြုံမလက်ဖေးဆိုင်ကြားအထိ Honda Fit ကားနဲ့လာပြစ်သွားတာလို့ဒေသနေပြည်သူတအူးကပြောပါတယ်။အစောပိုင်းရုပ်လောင်းကိုရတပ်ဘွဲ့ဝင်များကလာရောက်စစ်ဆေးကတောင်ကြီးမြို့ဆက်ဆန့်ထုံးဈေးရုံတို့တည်ဆောင်သွားပြီးတော့ အခင်းဖြစ်ပေါ်ရနေရာနီးမှာရှိတဲ့ CCTV မှတ်တမ်းတွေကိုလိုက်လံစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်အမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မန္တလေးမြို့မှာကားအောက်ညက်ပါသွားတဲ့ဆိုင်ငယ်စီအမျိုးသမီးအတမ်းမတည့်ဆုံးမဲနဲ့စေယုံမှာတတိပြန်ရပြီးဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးမြို့ပတိန်ကြီးမြို့အဝယ်မှာကားတိုက်ခံရပြီးကားအောက်ပါသွားကဇွန်ပြက်ခံခဲ့ရတဲ့အမျိုးသမီးတတိပြန်ရလာပြီးဖြစ်တယ်လို့လူမှုကွန်ရက်အသင်းတွေကပြောပါတယ်။ပတိန်ကြီးမြို့နယ်မှာယမန်နေ့အောက်တိုဘာလ16ရက်နေ့ညပိုင်း9နာရီဝန်းကျင်က အမျိုးသမီးတအုပ်စီးနှင်းလာတဲ့ဆိုင်ကယ်ကိုမန်အိတ်အဖြူရောင်အိမ်စည်းကားကဝင်တိုက်ထွက်ပြေးသွားတာလို့သိရပါတယ်။အဲဒီအမျိုးသမီးစီးလာတဲ့ဆိုင်ကယ်ဟာနေရာမှာတင်ကြံခဲ့ပြီးတော့ခန္ဓာကိုယ်ကကားကိုပါသွားခဲ့တာလို့မျက်မြင်တွေ့သူတွေကပြောပါတယ်။အဲဒီနောက်မျိုးကန်တွေကလူပြောင်းရှာကြပြီးလူမှုကူညီရဲ့အတင်းတွေရောက်ရှိလာကမိမောင်းနေနဲ့ရှာပွေခဲ့ရမှာဒွေစာတချို့သာတွေ့ရှိခဲ့တယ်လို့လူမှုကူညီရဲ့အတင်းတစ်ခုကပြောပါတယ်။တိုက်သွားတဲ့ကားဟာအဆုပ်ဆေးရုံနီးမှာခဏရပ်ခဲ့ပြီးကားအောက်ညပ်ပလာတဲ့မျိုးသမီးကိုကားပေါ်ပြန်တင်ကား ကံကောင်းရွာထဲချုံဆက်ရုံနီးမှာပြစ်သွားခဲ့တာလို့သိရပါတယ်။ဒါပြင်ကနအူးကအဲ့ဒီအမျိုးသမီးတေဆုံးသွားတာကြောင့်အလောင်းကိုဆုံးပြစ်ခဲ့တာလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့လူမှုကွန်ရက်အသင်းတွေကရှာတွေးရမှာဒဏ်ရာပြင်းထန်ပြီးသတိလက်မင်းမျောနေတာကြောင့်ဆေးရုံကိုတင်ဖို့ပေးခဲ့ရမှာ။ဒီကနေ့အော်တိုဘားလာ16နှစ်နေမနက်ပိုင်းမှာတော့သတိပြန်ရလာတာလို့သိရပါတယ်။အခုဒီမနက်မှာခေါင်းခေါင်းသတိရတယ်။ဖြစ်စဉ်လည်းပြောပြနိုင်ပြီလို့လူမှုကွန်ရက်အသင်းမှာပါဝင်နေသူတဦးကပြောပါတယ်။ဒါပေမဲ့လက်ရှိချိန်ထိတော့ ကားနဲ့တိုက်ပြီးထွက်ပြေးကလူနာကိုဆုံးပြစ်သွားတဲ့ကာသမားကိုတော့ဖမ်းမမိသေးဘူးလို့သိရပါတယ်။ဆလဘီထမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မန္တလေးမှာရဲယူနီဖောင်းဝတ်ထားတဲ့သူတွေကဆိုင်ကယ်လူရက်တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးမြို့မှာရဲယူနီဖောင်းဝတ်တဲ့ရဲစခန်းအနီးမှာဆိုင်ကယ်လူရက်သွားတယ်လို့မျိုးကန်နေစကသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၁၄ရက်နေ့မနက်ကမန္တလေးမြို့64 65လမ်းကြား115လမ်းကပြည်ကြီးတကွမြို့နယ်ရဲစခန်းအနီးမှာ အမျိုးသားတအုပ်မောင်းနဲ့လာတဲ့ဆိုင်ကယ်ကိုရဲယူနေပေါင်းဝက်ထားတဲ့အမျိုးသား2ဦးနဲ့လော်အိတ်ဆက်လွယ်တိုင်းပြီးရှာတော်အုပ်ထုတ်ဆောင်းသားသူ3ဦးစုစုပေါင်းလူ9ဦးကလိုက်လံလူယူခဲ့တာလို့သိရပါတယ်ဆိုင်ကယ်ကမင်းညားကပြောင်းလို့တိုင်ထားတဲ့ဆိုင်ကယ်ဆိုပြီးယူသွားတာအဲ့ဒါကိုစကန်းကိုလိုက်ရှင်းလို့ပြောတယ်လို့ဖြစ်စက်နဲ့နေဆက်သူကပြောပါတယ်အဲ့ဒီဆိုင်ကယ်ပိုင်ရှင်ကရဲစကန်းတွေကိုလိုက်လံစုံစမ်းခဲ့ပေမဲ့မြေတီရဲစကန်းကမှဆိုင်ကယ်မသိမ်းယူခဲ့ဘူးလို့သာပြောခဲ့တယ်လို့သိရပါတယ်အလားတူပြီးခဲ့တဲ့2023ခုနှစ်ကလည်း မန္တလေးမြို့အောင်မေသာဆန်မြို့နယ်ထဲမှာအခုလိုရဲယူနီဖောင်းဝတ်တဲ့လူရဲမှုတွေဖြစ်ခဲ့ပါတဲ့။အဲဒီတုန်းကလူရဲမှုတွေကိုပတိန်ကြီးမြို့နယ်မြို့မရဲစခန်းကရဲနယ်ရင်ခေါင်းဆောင်ကဦးဆောင်ဂျူးလွန်ခဲ့တာဆိုပြီးတော့ရဲစခန်းတစ်ခုလုံးကိုစစ်တပ်ကညာဘက်ဝင်ရောက်ဆင်းနေဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။အခုလပိုင်းတွင်မန္တလေးမြို့မှာပြူစောတီတွေတောင်းကျမ်းနေပြီးညာဘက်မှာဒွာလာနေတဲ့သူတွေစီကနေတက်ဆိုင်ရာကလို့ပြောပြီးဖုန်းနဲ့လူရက်တာနဲ့ငွေကြေးတွေတောင်းခံတာတွေလည်းစတိုက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ပြည်ရင်းကနာမည်ကြီးစလော့ဂိမ်းတိုင်းတချို့ကိုဖန်ခန့်ရပြီးအေဂျင့်အများစုအကောင်းဖြတ်ပြေးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လူမှုဘဝထိခိုက်ရတဲ့ကိစ္စတွေပေါ်ဝေဖန်မှုတွေများပြားလာပြီးနောက်ပြည်ရင်းမှာရှိတဲ့နာမည်ကြီးစလော့ဂိမ်းတိုင်းကြီးတချို့ကိုဖန်ခန့်ရပြီးတော့လက်လီရောင်းတဲ့အေဂျင့်အများစုဟာလူမှုကွန်ရက်အကောင့်များဖျက်ခြင်း DHT ဗိတ်လုတ်ခြင်းများတွေပြုလုပ်ထားကြတယ်လို့အွန်လိုင်းလောင်းကစားအေဂျင့်အတိုင်းဝိုင်းထံကနေသိရပါတယ်။ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်မှာရှိတဲ့ The Secret Villa Private Resort မှာတည်ခိုးနေတဲ့စလော့ဂိမ်းတိုင်းတို့မှာ လူမှုကွန်းရမှာ၎င်းဒေကိုရနေရာကိုတင်ပြီးဒိုင်းရိုက် live link ခဲ့ရမှာတစဉ်၎င်းဒေကိုတဲ့ resort ကို autobala 15ရက်နေ့ညပိုင်းကဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့နေဆက်သူတွေကပြောပါတယ်။သူတို့ကနေရာအတိအကျနဲ့ live လွှဲနာမှာဖမ်းခံလိုက်ရတာပါ။တုံနဲ့ဆက်ဆက်ပြီးတော့ကြံနေသူတွေဖမ်းခံရတာပေါ့။သူတို့အုပ်စုကလူတွေပါ။အခုတော့ agent တော်တော်များများနဲ့အကောင့်တွေဒီထားကြတယ်လို့၎င်းကပြောပါတယ်။အဲလိုဒိုင်းရိုက် live link ပြီးတဲ့နောက်ဖမ်းဆီးခံရသူဟာရင်မင်းလိုက်အကောင့်အမည်နဲ့တယုံမာကြီးလို့လူသိများသူဖြစ်ကြောင်း အဲလို၎င်းဖန်ဆီးခံရပြီးတဲ့နောက်မှာနာမည်ကြီးပေါ်လုံးနဲ့ဆလော့ဂိန်းတိုင်ကြီးတို့လည်းဖန်ဆီးခံရတဲ့အတွက်လက်တလုံးမှာလက်ခွဲအေဂျင့်တိုင်များကဒိန်းရှောင်နေတယ်လို့ရန်ကုန်မြို့မှာအွန်လိုင်းပေါ်လုံးတိုင်အတိုင်းဝိုင်းနဲ့နေဆက်သူကပြောပါတယ်အခုအဓိကကတော့ဆလော့တွေကြောင့်ပဲအေဂျင့်တွေကတော့အကောင့်ဒီတဲ့သူကဒီပြေးတဲ့သူကပြေးပဲဒီဘက်မှာဆလော့ဂိန်းတွေကိုအိမ်တိုင်းမိမတိုင်းကလေးတိုင်းအကုန်စောင့်နေတာတော်တော်ဆိုးတယ်လို့၎င်းကပြောပါတယ်အဲလိုဖန်ဆီးခံရတဲ့အတိုင်းအများစုဟာ YM Group အတွင်းမှာဖြစ်ကြပြီး အရေး YG group ဟာနာမည်ကြီးမျိုးသိမ်းထေ MTH group မှာတဆင့် website ဝယ်ယူရရှိထားခြင်းဖြစ်တယ်လို့ online လောင်းကစား agent တိုင်းဝိုင်းထမှာသိရပါတယ်။အခုလိုဖန်ဆီးခြင်းဟာစီမံချက်နဲ့ဖန်ဆီးတာလားဂျုံကြိုက်လို့ဖန်ဆီးတာလားမသိရသေးပေမဲ့လည်း slot လောင်းကစားဂိမ်းလေးကိုတော့ထိထိရောက်ရောက်နှိမ်နှင်းစေလိုတယ်လို့ရန်ကုန်ဒေသခံတအူးကပြောပြပါတယ်။အချမ်းမဲ့စက်တက်အာနာတင်းပြီးနောက်ပိုင်းကင်ဆာမြေပွားနာကဲတော့ပြည်သူလူထုကိုဒုက္ခပေးနေတဲ့ slot ဂိမ်းများဟာလွန်သွားကျယ်ပြန့်လာပြီးလူငယ်များအမျိုးသမီးများ ကလေးငယ်များပါတားကောင်ဖျားတဲ့အတွက်ဝေဖန်မှုတွေများစွာရှိနေပါတယ်။ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဆလော့ဂိမ်းများနဲ့ပတ်သက်ပြီးဝေဖန်ထောက်ပြထားတဲ့သတင်းတပုတ်ကို BBC မြန်မာပိုင်းကထုတ်လွှင့်ခဲ့ပါတဲ့။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကုန်းတွင်ပိုင်းထိဝင်တိုက်မယ်လို့ဒေါ်နယ်ထရန့်ပြောပြီးဗင်နီဇွဲလာနီမှာ B52 ဘုံကျဲလျင်၃စီနှစ်နာရီကြာဖက်ပြန့်ပြတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြီးခဲ့တဲ့အော်တိုဘားလ၁၄ရက်နေ့က၅ဆင်းမြောက်မူရဲဇေဝါတင်ဆောင်တဲ့လေကိုဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက် ရေပိုင်းနဲ့အတွင်းတို့နောက်ထပ်မူးယစ်လေမြမတွေ့တော့တာကြောင့်ဂုံတွင်ပိုင်းထိဝင်ရောက်ပြီးတော့ရှင်းလင်းအောင်မှဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတိပေးပြောဆိုပြီးတဲ့နောက်မှာမဟာဗျူဟာ B52 ဘုံကျဲလေယာဉ်ဒုံးစီးကိုပါဗင်နီဇွဲလားလေပိုင်းနဲ့အနီးနှစ်နာရီကြာပတ်မောင်းပြီးချင်းချောက်ခဲ့ပါတယ်။နောက်ဆုံးမူးယစ်လေဖောက်ခွဲတိုက်ခိုက်မှုမှာလိုက်ပါသူ6ဦးစလုံးတစ်ဆုံးခဲ့ရမှာစစိုးပေါင်းမူးယစ်လေ9စီးမှ28ယောက်တစ်ဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ14ရက်နေ့နောက်ပိုင်းက ဗင်နီဇွဲလာကန်လုံးပင်တဲ့အတွက်မှာနောက်ထပ်မိုးရစ်လေတွေကိုထားမတွေးရတော့တာကြောင့်ဒေါ်နယ်ထရန့်က CIA ကိုဗင်နီဇွဲလာနိုင်ငံအတွင်းစစ်စင်ရေးဝင်ရောက်ရန်ခွင့်ပြုခဲ့ကောင်းဘုံနယ်မိုင်းတဲ့အထိမိုးရစ်ဂိုင်းများကိုဝင်ရောက်ဖြုတ်ခွင်းတော့မှာဖြစ်ကြောင်းအဲလိုလုပ်ရတဲ့အကြောင်းပြချက်နှစ်ချက်ဗင်နီဇွဲလာမှာမိုးရစ်ဆေးများစွာအမေရိကန်တို့ပို့ဆောင်နေခြင်းနဲ့ဗင်နီဇွဲလာထောင်များအတွက်မှာလူစုတယောက်မှမရှိတော့တဲ့အထိ၎င်းတို့ကအမေရိကန်ရဲ့ဝင်ရောက်ချိန်ချောင်းနေခြင်းကြောင့်ဖြစ်တယ်လို့ဒေါ်နယ်ထရန့်ကပြောသွားခဲ့ပါတယ်။ ဒါပြင်ဒေါ်လာတန်60စုကြေးထုတ်ထားတဲ့အာနာရှင်ဗင်နီဇွဲလာတမရမာဂျူရိုကတော့အခုလိုတမရထွန်းရဲ့လောရက်ဟာမိမိတို့အစိုးရကိုဖြုတ်ချလဲလဲရန်ရည်ရွယ်တဲ့အာနာသိမ်းမှုမျိုးဖြစ်နေတာကြောင့်ခူးကန်ကာကွယ်သွားရမယ်လို့ဆိုပါတယ်ဒေါ်နယ်ထွန်းကိုမာဂျူရိုအားနိုင်ငံတွင်းဝင်ရောက်တုတ်တက်မှလားလို့မေးမြန်းမှုကိုတော့အဲ့လိုမိကုံမျိုးကိုမဖြေချင်ဘူးလို့သာထွန်းကမယုံမလွန်ဖြေချသွားခဲ့ပါတယ်အမေရိကန်ရဲ့ B52 ဘုံကျဲလေယာဉ်တုံးစီးဟာပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့က လိုဝဲစီယာနာလေတက်ချေဆိုင်စကမ်းမှာထွက်ခွာခဲ့ပြီးတော့ဗီနီဇွဲလာလေပိုက်နဲ့အနီးနှစ်နာရီကြာပတ်ပြီးတော့ပြန်တန်းခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းတွေကအမေရိကန်တပ်တွေဟာလက်ရှိမှာဗီနီဇွဲလာရဲ့ရေးပါတဲ့စစ်ကမ်းများနဲ့လေတက်ချေဆိုင်စကမ်းများကိုဒိန်ပိုင်နိုင်တဲ့အဆင့်ထိပြင်ဆင်ထားပြီးဖြစ်တယ်လို့ဖော်ပြနေကြပါတယ်။အဲဒီနောက်နိုင်ရီကန်ဗျူဟာဂုံးတိုက်ပွဲကြီးဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါတယ်။လက်ရှိတနိုင်ငံလုံးတိုင်းတာနဲ့ရွေးကောက်ပွဲကိုပြုလုပ်နိုင်တော့မှာမဟုတ်လို့ မင်းအောင်လိုင်မှဝန်ကံပြောဆိုလာတဲ့အချိန်မှာပဲပြည်သူတော်လိုင်တပ်ဖွဲ့များကရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအဆက်အနီးမှာရှိတဲ့အမြင်ပေ9000ခန့်မှာတည်ရှိတဲ့နိုင်ရီကံဗျူဟာကုန်းကိုတင်ယူနိုင်ခဲ့မှုကြောင့်အကြံဘတ်ဆယ်ဝစုရဲ့မကွေးတိုင်းတွင်ထိုးပဝင်ရောက်ရန်နဲ့ထောက်ပို့လမ်းကြောင်းများကိုပိတ်ဆို့ဟန်တားနိုင်ခဲ့ပြီဖြစ်ပါတယ်လက်တလောမှာတိုက်ပွဲများကဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ်အေးအာရခတက်တော်ဦးစီးတဲ့ပူပေါင်းတက်တွေဟာငပယ်မျိုးနဲ့တို့မှာရှိတဲ့ရန်သူရဲ့ကာကင်းစခန်းများအားလုံးကိုချိန်မုံနိုင်ခဲ့ပြီး တပတ်ကြာမှာအခုလိုတင်ယူနိုင်ခဲ့တာဖြစ်တယ်လို့မြန်မာနောင်သတင်းမှာပေါ်ပြခဲ့ပါတယ်။ဆဲဥစုဟာနိုင်ရီကန်နဲ့ဒုံးမိုင်ခန့်ဝေးတဲ့ပဇီဂျေးဝါဘက်ကိုစကူတွေဆဲလို့နေပါတယ်။စစ်တပ်အခိုင်အမာခံစည်းယူထားတဲ့ဂုံဂျီးဝါအနီးမှာရှိတဲ့စကန်းကိုလည်းဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။အကြမ်းတ်စစ်တပ်မှာလက်နက်ကြီးတွေလေကြောင်းမှအပြင်ထံခူးကန့်နေတဲ့ကြားကနေဒေါ်လာရေးတပေါင်းစုဟာပဇီမျော်စင်းတဲ့ဂုံဂျီးမှာရှိတဲ့ကာကင်စကန်းများကိုတင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဆဲဥစုရဲ့အရေးပါဆုံးသောထောက်ပို့လမ်းကြောင်းများလည်းပြိုလဲသွားခဲ့ရပါတယ်။ နိုင်ကံပြွာကုန်းမှာရှိတဲ့60ရာခိုင်နှုန်းကျော်ကိုတိမ့်ပိုက်ထားပြီးကစင်ကလေးကသောခွာထွက်ပြေးနေတဲ့ရန်သူတပ်များအားလိုက်လံချင်းပုံးလျက်ရှိနေပြီးတော့ဇေယုစုလေးရဲ့များကလည်းအစမပြတ်ဘုံကျဲတိုက်ခတ်လျက်ရှိပါတယ်။နိုင်ကတော်လိုင်းရေးတပ်ပေါင်းစုများမကွေတိုင်းတွင်းသို့ထိုးပေါင်းနိုင်ရေးကိုအဓိကဟန်တာဖြစ်တဲ့စကမ်းလည်းဖြစ်ပါတယ်။မကွေတိုင်းတွင်းမှာဂျမ်ဘတ်ဇေယုစုရဲ့တပ်များကိုအဓိကပံ့ပိုးပေးနေတဲ့လက်နက်စက်ရုံအများအများတရှိနေပါတယ်။ပြီးခဲ့တဲ့လစောပိုင်းကစလို့ဇေယုစုဟာ၎င်းတို့ဆုံးရှုံးသွားတဲ့နေမြေများကိုပြန်ရရန် အင်အား1400ခန်းနဲ့ငဖဲမျိုးနဲ့အတွင်းစကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။အရိတိုက်ပွဲများမှာရန်သူတပ်များအကြဆုံးများပြားပြီးကစင်းကလေးကဖြစ်ကုန်တယ်လို့အာရခတက်ကဆိုထားပါတယ်။ရန်သူတပ်သားဒါဇင်ပေါင်းများစွာကိုလိုက်ရောက်ဖမ်းဆီးမိခဲ့ပြီးအများပြားဟာစစ်ထဲသွတ်သွင်းခံခဲ့ရတဲ့လူငယ်တွေဖြစ်နေပါတယ်။စစ်တပ်ကရခိုင်မကွေးနယ်စပ်တဝိုက်တို့တိုင်းရင်အားထောင်ထဲချပြီးဒုစစ်ဆင်ခဲ့ဘူးတော့လဲအောင်မြင်မှုများခဲ့ပါ။နိုင်ငံကုန်ကို2025ဖေဖော်ဝါရီလမှစပြီးထုတ်ဆစ်ဆင်ကြတာဖြစ်ပါတယ်။ အဆိုပါနိုင်ငံကိုဒိမ့်ပိုက်နိုင်ခဲ့မှုကြောင့်အံပရန်လန်ပသိမ်မုံရွာလမ်းများကိုထိန်းချုပ်ထားနိုင်ရန်လမ်းပွင့်သွားခဲ့ပြီးဖြစ်ပါတယ်။ဒါပြင်ပဒေါမျိုးနယ်အတွင်းမှာရှိတဲ့အကြံပတ်ဇေဟုစုရဲ့666ပွိုင်ကုန်းကိုလည်းအာရခတ်တပ်တော်ကဒိမ့်ပိုက်နိုင်ခဲ့ပြန်ပါတယ်။ယခုကရန်သူဝင်အား150မှ200အထိရှိနေတဲ့ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ဇေဟုစုရဲ့ငြိမ်းချမ်းရေးဆိုတာက၎င်းတို့ဟာဒွန်းလန်တိုက်ခိုက်နေသူတအူးတယောက်မှ မရှိတော့မှဖြစ်မယ်လို့ခံယူထားကြသူတွေဖြစ်ပါတယ်။ ယခုကပြည်သူများကိုကြောက်ခိုင်းကဇေယနာရှင်များနဲ့လူပေါင်းမားပြီးတော့အပြည့်အခက်ရစေးရေး NCA လက်မှတ်ရေးထိုးခဲ့သူများကိုကြည့်မယ်ဆိုပါကဆယ်နှစ်တာတိုင်လာတဲ့၎င်းတို့ရဲ့တောင်းဆိုချက်တခုကိုဘာတကူမှမဲမဲရရလိုက်လောပေးခဲ့ခြင်းမရှိပဲနဲ့ဒုံရင်းကဒုံရင်းသာဖြစ်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဤဒီကိုမိန်မောနေကြုံနာမကအင်ကြက်ချင်းအိုမဲတော့ခုတ်ခိုင်းသည့်ကိုပင်ပျော့ပျော့ကြီးပါဝင်နေကြပြန်ပါတယ်တချို့ကလည်းမြန်မာစစ်တပ်ကိုကြောက်ရွံ့စိတ်တွေကြောင့်လက်တွဲနေခြင်းဖြစ်လို့ ၎င်းတို့ရဲ့စေစားခိုင်းစေမှုများကိုမလွန်ဆန်းရဲအောင်ဖြစ်နေကြပါလိမ့်။အာဓမဝါဒီတွေမြမမျိုးပေါ်မှာအပီးပိုင်ပြောက်ွယ်သွားတဲ့နေ့ရောက်ရင်မိမိတို့ပြည်သူများမိများထီပျော်ရွှင်ပေးမည်နည်းဆိုတဲ့စိတ်ကိုနှလုံးသွင်းနိုင်ကလော်လော်ဆဲမှမပြေလည်မှုတွေကိုခေတ္တခဏမိထားနိုင်ကြပြီတော့ဒေါ်လန်ရေးကြီးအမြန်အောင်မြန်မာဖြစ်မယ်ဆိုတဲ့ခံယူချက်များအလိုလိုပေါ်ပေါက်လာကြလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးဒီနားဆင်ကြတဲ့တရင်ပိတ်သားများကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြင်ပြပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်ဝလန်းချမ်းမြေကြပါစေခင်ဗျာ